မင်္ဂလာပါခင်ဗျရှကိုခစ်တက်ကနေဒီနေ့လည်းကဒရင်နေကိုတင်ဆက်ပေးပါမယ်မြန်မာပြည်သူတွေအားလုံးအတိဒုက္ခရောက်နေရတဲ့ငလင်ကြီးလှုပ်ကမှုအပြီးမှာပဲအကြံဖတ်စစ်ကောင်စီက KNU ဌာနချုပ်အနီးစကိုင်းတိုင်းရှမ်းမြောက်ဒေသနဲ့ပဲခူးတိုင်းဘက်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တယ်ဆိုပါတယ်မြန်မာနိုင်ငံမှာချီမပြင်းထန်တဲ့ငလင်လောက်ခတ်မှုအတွင်းနေပြည်တော်မှာအကျဉ်းချခံနေရတဲ့လူထုကောင်းဆောင်တော်ဆန်းစုကြည်အနေနဲ့ ဘေးကင်းတဲ့အကြောင်းကိုသိထားရပါတယ်လို့ဒေါ်ဆက်စုကြည်ရဲ့တားပြစ်သူကိုထိန်သိန်းကပြောထားတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပြပါမယ်အခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာပြည်သူတွေအားလုံးအတိဒုက္ခရောက်နေရတဲ့ငလင်ကြီးလှုပ်ခတ်မှုအပြီးမှာပဲအချမ်းဖတ်စစ်ကောင်စီဟာ KNU ဌာနချုပ်အနီးစကိုင်းတိုင်းရှမ်းမြောင်းဒေသနဲ့ဘကိုးတိုင်းဘက်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်မတ်လ28ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လိုင်းပိုင်းမှာပဲ မြန်မာနိုင်ငံမှာကြီးမားပြင်းထန်တဲ့ငလင်လှုပ်ခတ်မှုကြောင့်တိုက်တာအိုးအိမ်အဆောက်အဦပေါင်းများစွာပြိုကျပျက်စီးခဲ့ရပြီးပြည်သူပေါင်းများစွာလည်းထိခိုက်ဒေဆုံးမှုတွေအကြီးအကျယ်ဖြစ်နေတာဟာအခုချိန်ထိပိတ်မိနေတဲ့သူတွေကယ်ဆယ်လို့မရသေးတဲ့သူတွေအမြောက်အများရှိနေပါတယ်အဲ့ဒီလိုမြန်မာပြည်သူတွေအတိဒုက္ခရောက်နေတဲ့အချိန်အချင်းဖတ်စကောင်စီကတော့ငလင်ကြီးလှုပ်ခတ်မှုအပြီးမှာပဲ GNU ဌာနချုပ်အနီးစကိုင်းတိုင်း6ဦးမြို့နယ်ຫນွယ်ခွေးကြီးရွာ ရှမ်းမြောက်ဒေသနောင်ချုံမြို့နယ်ကကံကြီးကျေးရွာနယ်ဘကိုးတိုင်းဖြူမြို့နယ်ကကျေးရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့ဒေသခံပြည်သူတွေကအသိအသိပြောထားကြပါတယ်ခင်ဗျ။တစ်ဖက်မှာတော့နေပြည်တော်ပြည်မနာမြို့မှာငလင်တန်းကြောင့်တစ်ဆုံးသူ86ဦးအထိရှိလာပြီးရုပ်အလောင်းအားလုံးဆွဲမထုတ်နိုင်သေးပဲအရေးပေါ်ကုသနေရတဲ့လူနာပေါင်းအယောက်900ဝန်းကျင်ရှိထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့မတ်လ28ရက်နေ့ဖြစ်တဲ့မနေ့ကပဲ မြန်မာနိုင်ငံမှာကြီးမားတဲ့ငလျင်လှုပ်ခတ်မှုရဲ့နောက်ဆက်တွဲအနေနဲ့နေပြည်တော်ပြည်မနာမြို့မှာပါပျက်စီးဆုံးရှုံးမှုတွေများထားပြီးသေဆုံးသူအရေအတွက်တင်86ဦးထိရှိထားပြီဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိအချိန်မှာလည်းအဆောက်အဦပျက်စီးတွေတဲ့ကနေဆွဲမထုတ်နိုင်သေးတဲ့ရုပ်အလောင်းပေါင်းအများအများရှိနေသေးပြီးအရေးပေါ်ကုသနေရတဲ့လူနာတင်အယောက်900ဝန်းကျင်အထိရှိထားတယ်လို့ကုညီကယ်ဆယ်မှုတွေတော့ဆက်ပြီးလုပ်နေတုံးပဲလို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်။ အဲ့ဒီလိုပြည်သူတွေအားလုံးအတိဒုက္ခရောက်နေရတဲ့ငလင်ကြီးလှုပ်ခတ်မှုအပြီးမှာပဲမနေ့ကညနေပိုင်းမှာတည်းအကြံဖတ်စစ်ကောင်စီကတော့ GNU ဌာနချုပ်အနည်းစကိုင်းတိုင်းရှမ်းမြောက်ဒေသနဲ့ပဲခူးတိုင်းဘက်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့လေသက်ဆိုင်ရာဒေသခံပြည်သူအသီးသီးကပြောထားကြပါသေးတယ်ခင်ဗျတစ်ဆက်ထဲမှာပဲမြန်မာနိုင်ငံတော်ကြီးမားတဲ့ငလင်လှုပ်ခတ်မှုရဲ့နောက်ဆက်တွဲအနေနဲ့နိုင်ငံတော်ကအစ္စလမ်ဘလီအလုံး90တက်မနေ့လဲပြုတ်ချပျက်စီးခဲ့ရပြီး ဝစ်ပြုတဲ့အချိန်ဖြစ်တဲ့အတွက်သေဆုံးသူရေအတွက်ဟာအယောက်300နီးပါးထိရှိနေတယ်လို့အစ္စလမ်အတိုင်းဝိုင်းကရငုံခစ်တေကိုပြောပါတယ်။မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ဖြစ်တဲ့မနေ့ကပဲကြီးမားပြင်းထန်တဲ့ငလျင်လုခတ်မှုကြောင့်မန္တလေးနေပြည်တော်အပါအဝင်မြန်မာနိုင်ငံအလယ်ပိုင်းမြို့တွေမှာပျက်စီးဆုံးရှုံးမှုတွေထိခိုက်သေဆုံးမှုတွေအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့အထက်အစ္စလမ်ဘာသာဝင်တွေရဲ့ဗလီပေါင်းအလုံး90ထက်မနည်းလဲပြိုကျပျက်စီးခဲ့ရတယ်ဆိုပါတယ်။အဲ့ဒီလိုငလျင်လှုပ်တဲ့အချိန်ဟာအစ္စလမ်ဘာသာဝင်တွေကသက်ဆိုင်ရာဗလီတွေမှာဝတ်ပြုတဲ့အချိန်ဖြစ်တဲ့အတွက် ထိခိုက်သေးဆုံးမှုတွေအများများထပြီးလက်တော်ရရှိထားတဲ့တည်င်းအရာတွေတည်ဆုံးသူအယောက်300နီးပါးရှိထားသလိုပျက်စီးတွေကြောင့်မှရှာဖွေမှုတွေလည်းဆက်လက်လှုပ်ဆောင်နေတုံးပဲလို့အစ္စလမ်အတိုင်းဝိုင်းကရန်ကုန်ခေတ်တကိုပြောထားပါတယ်ခင်ဗျာတဆက်ထဲမှာပဲမြန်မာနိုင်ငံမှာချင်းပါပြင်းထန်တဲ့ငလေလှုပ်ခတ်မှုအတွင်းနေပြည်တော်မှာအကျဉ်းချခံနေရတဲ့လူတကောင်းဆောင်ဒေါ်ဆန်းစုကြည်အနေနဲ့ဘေးကင်းတဲ့အကြောင်းကိုသိထားရပါတယ်လို့ဒေါ်ဆန်းစုကြည်ရဲ့တပ်ဖြစ်သူကိုထိန်လင်းကရန်ကုန်ခေတ်တကိုပြောပါတယ်မတ်လ28ရက်နေ့ဖြစ်တဲ့မနေ့ကပဲ မြန်မာနိုင်ငံမှာမင်္ဂလိကိုဗဟုပြုပြီးခုနှစ်တသမခုနှစ်အဆင့်ရှိတဲ့ကြီးမားပြင်းထန်တဲ့ငလျင်လှုပ်ခတ်ပွားမှုကြောင့်မင်္ဂလိနဲ့နေပြည်တော်အပါအဝင်မြန်မာနိုင်ငံအလဲဘိုင်းမှာပျက်စီးဆုံးရှုံးမှုတွေနဲ့ထိခိုက်သေးဆုံးမှုတွေအကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီလိုငလျင်လှုပ်ခတ်နေတဲ့အချိန်နေပြည်တော်မှာမတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့လူတကောင်းဆောင်ဒေါ်ဆန်းစုကြည်အနေနဲ့ဘေးကင်းတဲ့အကြောင်းကိုလက်တလောသိထားရပါတယ်လို့ဒေါ်ဆန်းစုကြည်ရဲ့တာဖြစ်သူကိုထိန်လင်းကပြောထားပြီးလောလောဆယ်နေပြည်တော်အကျဉ်းထောင်မှာဆူဆူဝါးဝါးထိခိုက်မှုမရှိဘူးလို့သိထားရတယ်လို့ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီးအယုံကြည်ဝင်ကြီးချုပ်ရုံရဲ့ပြောဆိုခွင့်ရှိသူဦးနေဘုံလက်ကလည်းငလင်လောက်ကမှုအတွက်ဒေါ်ဆန်းစုကြည်နဲ့ပတ်သက်ပြီးစိုးရင်စရာမရှိဘူးလို့ပဲတိထားရတယ်လို့ပြောထားပါသေးတယ်။တပတ်ကရန်ကုန်ခေတ်တည်တင်းဌာနရဲ့နေပြည်တော်စစ်တပ်တည်င်းအရေးမြစ်တစ်ခုကိုဆက်သွယ်မေးမြန်းရမှာလဲ။လက်ရှိနေပြည်တော်အချုပ်ထောင်မှာရှိတဲ့အချုပ်ခန်းတွေနဲ့တိုက်တာအဆောက်အုံတွေဟာတထက်အဆောက်အုံတွေဖြစ်တဲ့အတွက်အနေနဲ့နေပါတဲ့အကြောင်းအပြင်ဒေါ်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့လဲထူးထူးခြားခြားစိုးရင်စရာတည်င်းမကြားထားဘူးလို့လဲနေပြည်တော်စစ်တပ်တည်င်းအရှင်မြင့်ကရှင်းပြပြောဆိုထားပါသေးတယ်ခင်ဗျာ ဖက်မှာတော့မြန်မာနိုင်ငံမှာကြီးမားတဲ့ငလျင်လှုပ်ခတ်သွားမှုကြောင့်လူပေါင်းများစွာတိုက်ဆုံထိခိုက်ပျက်စီးမှုတွေအတွက်အမေရိကန်ကအကူအညီပေးသွားမှာဖြစ်တယ်လို့အမေရိကန်သမ္မတထရန့်ကပြောလိုက်ပါတယ်။ဒါကိုတော့အမေရိကန်သမ္မတထရန့်နဲ့အင်မီတော်မှာလှုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်းမီဒီယာတွေကမေးမြန်းမှုအပေါ်သမ္မတထရန့်ကမြန်မာငလျင်ဘေးဒုက္ခအတွက်ကူညီပေးမယ်အကြောင်းကိုပြောသွားတာဖြစ်တယ်လို့ The Economist Time သတင်းကနေဖော်ပြထားပါတယ်။ လက်ရှိမှာတော့အမေရိကန်နိုင်ငံအနေနဲ့မြန်မာငလင်းဘေးအတွက်အကူအညီပေးရလုပ်ငန်းစဉ်တွေကိုမြန်မာနိုင်ငံကတက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့ဆက်သွယ်ထားပြီးဖြစ်တယ်လို့သမ္မတထရန့်ကပြောထားပြီးမိတို့မိပုံကူညီပေးသွားမယ်ဆိုတာကိုတော့ပြောကြားထားတာမျိုးမရှိသလိုလက်ရှိမှာတော့မြန်မာနိုင်ငံတော်ကငလင်းတန်ကြောင်အပြည့်စည်တွေဂျာမားရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်မှုလူအင်အားပစ္စည်းအင်အားလုံလောက်မှုမရှိပဲအခုချိန်ထိကူညီကယ်ဆယ်မှုတွေဆက်လက်လှုပ်ဆောင်နေဆဲဖြစ်ပြီးဒဏ်ရာရတဲ့သူနဲ့တည်ဆုံးသူအရေးအတွက်တွေဟာလည်းဆက်လက်မြင့်တက်နေတုန်းပဲလို့သိရပါတယ်ခင်ဗျာ ओके okay.